အဲ့ဒါကတော့အကောင့်နံပါတ်အဲကိုမျိုးထွန်းဆိုတဲ့အကောင့်အားနဲ့ပြောမိထားပါသူမိထားတာကတော့ဆရာရဲ့သာသနာပြုဘဝအကြောင်းပြောတဲ့ post တစ်ခုမှာမူလွတ်ပါမကျော်မဖြစ်စေရေးအထူးအလေးထားကြောင်းစကားတစ်ခုပါရှိပါတယ်ဆရာအဲ့ဒီအတိတ်ပဲလေးကိုတီးခွင့်ရကြတော့တည်ကြပါတယ်ဆိုပြီးတော့မှတော်မိထားတာဖြစ်ပါတယ်ဆရာဟုတ်ဒီလိုရှိကြပါလေမူလွတ်ပေါင်းကျော်ဆိုတာကျွန်တော်ပြောခဲ့တဲ့တုန်းကတော့သူကဒီလိုဟိုကျွန်တော်ကသာသနာပြုပုဂ္ဂိုလ်တူဦးပေါ့နော်သာသနာပြုပုဂ္ဂိုလ်တူဦးဟာ နံပါတ်၁ချက်ဟိုပါပေါ့မက်ခင်ရှစ်ပါမူပေါင်ကမလွတ်ရဘူးနောက်ပြီးတော့တတိပဋ္ဌံဆိုတဲ့ဩဇာရိတ်ကနေရုံးမထွက်လွတ်မထွက်ရဘူးပေါ့နော်ဒါကိုအခြေခံပြီးပြောတာပါအဲ့တော့မူလွတ်ပေါင်ကျော်ပြောတဲ့အခါမှာပထမဦးဆုံးဟိုကျွန်တော်ပြောချင်တာကဘာသာကြီး၄ခုရှိတယ်ဗျာ ဟိန္ဒူဘာသာဗုဒ္ဓဘာသာခရစ်ယာန်ဘာသာအစ္စလမ်ဘာသာပေါ့တို့ဆိုကျွန်တော်တို့ကဗုဒ္ဓဘာသာတွေဖြစ်နေတယ်ဖြစ်တဲ့အတွက်အခြားဟာတွေကျွန်တော်တို့မပြောတော့ဘူးအဲ့တော့ဗုဒ္ဓဘာသာဖြစ်တဲ့အားလို့ဆိုတာကျွန်တော်တို့ရဲ့ဘဝကိုဗုဒ္ဓဓမ္မနဲ့ပဲရှင်ဆက်ပြီးတော့เนาะတမတန်စင်မစင်ရင်မရင်လှမလှကောင်းမှုအားရစရာကောင်းမကောင်းကိုဒါအသိဉာဏ်ဆောင်နဲ့ပဲကျွန်တော်တို့ရှင်းနေသွားမယ်ရှင်းနေတဲ့အခါမှာသီလသမာဓိပညာရှိတယ်အဲ့ဒီသီလသမာဓိပညာနဲ့မူကနေပြီးတော့လွတ်သွားရင်ဒါမူလွတ်ပေါင်ကျော်တာပဲအဲ့လိုလွတ်တဲ့ပုံစံတွေရှိတယ်ဘာလဲဆိုတော့ ကျွန်တော်တခုပြောမယ်သူတို့ရဲ့အယူဆတခုပြောမယ်သီလတို့တမာတိတို့ဖြည့်စရာမလိုဘူးတဲ့ဉာဏ်ပညာရှိရင်သိနေပြီးရဲဆိုတာအဲ့ဒါမူလွတ်ပေါင်းကြတဲ့ကားပဲအဲ့ဒါကျွန်တော်တို့ဗုဒ္ဓထေရဝါဒဗုဒ္ဓဘာသာစီစဉ်မှာဒီစကားဘယ်တော့မှမပြောပါဘူးသီလနဲ့တမာတိကိုလွတ်လို့မရဘူးကြော်လို့မရဘူးကျွန်တော်တခုပြောမယ်ဥပမာသီလသည်ကာမတုခန္ဓိကနုယောဂကိုရှောင်ကျင်းတယ်ဒါအစွန်းနှစ်ပါးမှာရှောင်လဲတစ်ဖက်ကအစွန်းကိုရှောင်တယ်ပြီးတော့အပယ်လေးပါးကလွတ်မြောက်စေတယ် ပြီးတဲ့အခါဝိခံမနာပံဟာပြင်ကိလေသာတွေကိုပယ်တတ်တယ်။ဝိတိတ်ကမကိလေသာဆိုတဲ့ထကြတောင်းကျမ်းမှုရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။ဒုစရိုက်တရားကိုသုတ်တင်တယ်။အဲ့ဒါကိုသီလကိုမလိုဘူးလို့ပြောတဲ့ပုဂ္ဂိုလ်တွေတာမူလွတ်ပေါင်ကြောပဲ။နောက်တမာတိရှိတမာတိဒီခုနအတိုင်း၅ချက်ထိုးပြီးပြော။တမာတိဒီအတ္တကိလမထာနိယောဂဆိုတဲ့လမ်းစဉ်ကိုဖဲ့တယ်။ခုနကသီလကကာမတုခံလိကနိယောဂနိယောဂ။နောက်ပြီးတော့တမာတိဒီကာမစိတ်ကာမဘုံကိုလွတ်မြောက်စေတယ်။လွန်ကျူးမှုအဲ sorry ဝိခံမနာပဟံအားဖြင့် ိလေသာကိုပယ်တတ်တယ်။စိတ်တထကြတောင်းကျမ်းလေလို့ဆိုတဲ့ပရိယုဌာဏကိလေသာရဆန့်ကျင်မဲ့ဖြစ်တယ်။တဏှာတိဟုသောအငြိအကျေးကိုတုတ်တယ်လေ။အဲ့တော့သီလနဲ့သမာဓိကိုလွတ်တယ်လို့ပြောရင်မလိုဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ကဒါမူလွတ်ပုံကျော်သွားတာပဲ။ဒါနံပါတ်1အချက်ပေါ့နော်။အဲ့တော့သီလမလိုဘူးလို့ပြောတဲ့အခါမျိုးဟာဘယ်လိုအခါမျိုးမှာရှိတယ်လဲလို့ဆိုရင်တော့ဒါစကားမကြံအောင်ပြောတာပါ။ဟိုအယူမှန်အောင်လို့ ်မြတ်စွာဘုရားရှင်ကသူ့ရဲ့ဝိနည်းရလည်းဖြစ်တယ်ချွတ်တိုက်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီပုဂ္ဂိုလ်ကပစ္စည်းမဘဝိကလည်းဖြစ်တယ်ဒီဘဝကသူ့ရဲ့နောက်ဆုံးဘဝပေါ့အဲ့ဒါလိုပုဂ္ဂိုလ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်သီလစင်ကြယ်မှုမစင်ကြယ်မှုကိုဘုရားကမကြည့်ဘူးဒါချွင်းချက်ဘာကြည့်လဲဆိုသူ့အင်ဒရီကိုကြည့်တယ်အင်ဒရီအနုယင်သူကသူဓာတ်ပဲကင်လာလားလူပဲတက်လာလားအမေတို့ဓာတ်နဲ့ပဲအင်္ဂုတိမာလာတို့လိုက်လိုက်ပေါ့ဗျာတန်ဇတိအမတ်တို့အရက်တောက်နေတဲ့ကောင်ပဲဖြစ်တိရကောင်မကြည့်ဘူးသူအင်ဂျီကိုကြည့်တယ်သူပစ္စည်းမဘူးကသူချွတ်ရမယ့်ပုံကိုယ်ဆိုရင်ဒါကချွင်းချက်ပေါ့ဒါပေမဲ့အင်ဂျီကြည့်တယ်ဆိုတဲ့အထက်မှာတမာတိပါတယ် အင်ဂျင်၅ပါးမှာတမာဒိန်ဂျရီဆိုတာပါတယ်လွတ်လို့ကိုမရအောင်သီလစီသူပြောဟောနေတဲ့တရားနာနေတဲ့အချိန်မှာမင်းသီလစီဟိုလုံခြုံပြီးဖြစ်တယ်အဲ့ဒီသီလကိုယူလိုက်တယ်ဒါကဘာလဲဆိုအတိတ်ရဲ့ဘုံကံဟိုပါရမီအရာကိုဒီသီလအထူးမလို့တာပြောတာပါနော်အဲ့တော့ဥပမာတစ်ခုပြောရင်ရာဟုလာမဆောဘုရားရှင်ရဲ့သားတော်ရာဟုလာအဖေကဖေဟာအာနန္ဒာဥလီဥပ္ပဇေဆရာကအရှင်သာရိပုတ္တရာ စံချတဲ့ကရုံးရိတ်တဲ့သင်္ကန်းပေးတဲ့တရဏဂုံပေးတဲ့ဆိုပပိစဆရာအရှင်မမောက်ကရံတိခိယတွေဘလို့ကျင့်ရတဲ့နေရာတဲ့ဩဝါဒပေးတာအရှင်မကသပနည်းနည်းဒိဋ္ဌိကျေကြီးနော်ငါငါဦးရဲ့တမဏိဖြစ်တာနောက်မြတ်စွာဘုရားရှင်ရဲ့တပည့်သားတော်ကဖြစ်တဲ့ဟိုဟာပေါ့ရှင်တမဏိဖြစ်နေတာကဲရာဟုလာကဲလာတော့ရထတဖို့ယူလို့ပေးလို့မရဘူးသူမသီလာလည်းပြည့်စုံတယ်တမာတိပြည့်စုံဖို့အတွက်အိန္ဒြေအရင်ကိုစောင့်ရတယ်မြတ်စွာဘုရားရှင်ကိုနိုင်ဟိုဒါသားတော့နော်အဲ့ဒီတော့ ခုနလိုအလွယ်တကူပေးလို့မရလို့ရာဟုလာလီကဆုံးခတ်တဲ့အခါတောင်ရှိတယ်အမတန်ကြင့်အားထုတ်ရတယ်အချိန်မရွေးအချိန်မရွေးရာဟုလာလီကသူဖေဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုကမ္မထံကိုရဲဝံ့ဝင်တောင်းတယ်ဘုရားရှင်ကလည်းပေးတယ်အဲ့တော့ဟောခဲ့တဲ့အထက်မှာပြန်ကြည့်ရင်တာမဏေရပညာနဲ့ခုနှစ်နှစ်ရွယ်မှာတာမဏေလုပ်တယ်အဲ့ဒီမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်သီလတွေနဲ့ပတ်သက်ပြီးပြောတယ်အမတ်လက်ထိကရာဟုလောဝါဒသုတ်တန်တို့အဘိနရာဟုလောဝါဒသုတ်တန်တို့ရာဟုလတန်ယုတ်တို့မဟာရာဟုလောဝါဒသုတ်တန်တို့ဆိုတာယုံနဲ့ဓမ္မအကြောင်းလေးကိုကြိုပြီးတော့မြတ်စွာဘုရားရှင်တွေးစီတွေးစီနဲ့ဟောတာပေးရတယ် နော်နောက်တစ်ခါကျတော့အင်ဒြေရင့်ဖို့အတွက်ဒီမုတ်တိပရိပါစနီယတရားပြည့်ဖို့အတွက်အဲ့ဒါရာဟုလာ9နှစ်နေပြီးတော့ဘယ်ရောက်သွားတယ်မှန်းတော့အသက်ပြည့်လို့20ပြည့်လို့ပစင်းပေါင်တက်တယ်တက်တော့ဝါမရခင်လေးမှကြာမှပရိပါစနီယတရားဆိုတဲ့အင်ဒြေရင့်ကြလာလို့မြတ်စွာဘုရားရှင်ကအဲ့မှာဆူလာရာဟုလောကဝါဒတုတ်တာဟောရတယ်အဲ့တော့ဒီလိုအနုံစားခြုံချလူတွေမပြောနဲ့ဒီလိုဆရာကောင်းတဲ့ တပည့်ဖြစ်နေတဲ့ငါးဦးရဲ့ထာကောင်းတပည့်ဖြစ်နေတဲ့ပုဂ္ဂိုလ်တော်မှာဒီလိုသီလသမာဓိပညာကိုဖြည့်ဆည်းရပါတယ်။အဲ့ဒါကိုမဟုတ်ဘဲနဲ့သီလမလိုဘူးသမာဓိမလိုဘူးဆိုရင်ခုနကျွန်တော်ပြောတဲ့မူလပေါင်းကျော်ပဲနော်။နောက်ဒုတိယချက်ပင်ပန်းပန်းအထုတ်စရာမလိုပါဘူးလို့ပြောတဲ့အားတွေရှိတယ်။တရားစခန်းတွေရိတ်တာတွေမဟုတ်ဘူး။ဩဂတိတင်ညူဝိပ္ပစီတင်ညူနေရဗရပရမဆိုပုဂ္ဂိုလ်တွေရှိ။ဩဂတိတင်ညူပုဂ္ဂိုလ်တို့ဝိပ္ပစီတင်ညူပုဂ္ဂိုလ်တို့ဒီကြတယ်။ဒီလိုတိကျတရားအထုတ်စရာမလိုတာဩဂတိတဆိုတာ အကျင့်မြတ်ဖြစ်သောတရားကိုညူသိတတ်သောပုဂ္ဂိုလ်ဝိပ္ပစိတဆိုတာကတဖြည်းဖြည်းချင်းသာလေသူကတော့တရားကိုအစာလေးပြောလိုက်ရတယ်သိသွားတာဥက္ကဋ္ဌတိဝိပ္ပစိတဆိုတာကတရားကိုအကျေဟောတဲ့ခါမှာသိသွားတာသွားအထုတ်စရာမလိုဘူးနားကတရားနာပြီးဉာဏ်ခန္ဓာလှည့်တယ်လို့ဘာလို့မဟုတ်ဆရာတော်ဖျားကြီးပြောတာအဲ့ဒီလိုပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မှာအပအဲ့ဒီပုဂ္ဂိုလ်ကြီးကမြတ်စွာဘုရားရှင်သတ္တတော်ထင်ရှားရှိတဲ့အချိန်မှာပဲထင်ရှားရှိ အဲ့ဒီနောက်ပိုင်းမှာအခုကျွန်တော်တို့ဒီဘက်ခစ်နောက်ပိုင်းတွေဟာနေရပုဂ္ဂိုလ်နဲ့ဗရပရမပဲရှိအဲ့ဒီပုဂ္ဂိုလ်တွေဟာအကျင်ဟောလည်းမရဘူးအကျေဟောလည်းမရဘူးနားထောင်တဲ့ပုဂ္ဂိုလ်လည်းမဖြစ်ဘူးဟောနေတဲ့ပလင်မော်ကပုဂ္ဂိုလ်လည်းမဖြစ်ဘူးတီးကြားအထုတ်ပြီးအချိန်ယူပြီးလှုပ်တော့မှခொနှစ်နှစ်ခொနှစ်ရက်ခொနှစ်လအားလုံးမိမိကလည်းအထုတ်နိုင်မှာမှတရားဆရာလည်းမှန်မှာမှဆရာကောင်းနဲ့လည်းတွေ့ပါမှအကျိုးဖြစ်မြောက်တဲ့ဟာပေါ့နော်ဒါကြောင့်တပင်တပန်းအထုတ်စရာမလိုပါဘူးဆိုတာလည်းမူလပေါင်းကြောပဲနောက်တစ်ချက်တတိယချက် ိုအနုဘောဓဉာဏ်တို့ပရိဝေဒဉာဏ်တို့ကိုဘေးချိတ်ပြီးတော့ပေါ့နော်ဒီဥစ္စာတွေမလိုဘူးอ่ะအနုဘောဓဉာဏ်သိကြမလို့ပရိဘောဓဉာဏ်သိကြမလို့ဝိပဿနာအထုတ်တာ peace of mind ပေါ့ဗျာတချို့ပြောတဲ့ຢာတွေရှိတယ်အုပ်စုတွေရှိတယ်စိတ်ချမ်းသာဖို့ဖြစ်ဖို့အတွက်အထုတ်တာဆိုအဲ့ဒါတွေလည်းအမှားတွေပဲအဲ့တော့မူလဘောင်ကြော်တွေပဲအနုဘောဓဉာဏ်ဆိုတာလျော်စွာသိသောဉာဏ်ဆိုလိုတာကသီလလည်းမြဲတယ်တမာရီကလည်းဆွဲနေပြီနာယုကလည်းကွဲနေပြီကြောင်းကျိုးကလည်းတွဲမိနေပြီအဲ့ဒါလို ready position ရှိတဲ့ဟာအကြည့်ကိုအနုဘောဓဉာဏ်ရှိနေရမယ် ောက်ဆုံးဂုံဂုံပြောမယ်ဗျာခန္ဓာ၅ပါးပြောမယ်ခန္ဓာ၅ပါးပြောတဲ့ကမှာရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝิญဉာဏခန္ဓာလို့မှန်အောင်ပြောနိုင်မှအနုဘောဓဉာဏ်ခေါ်တယ်၅ပါးတော့ပြည့်တယ်ဝิญဉာဏခန္ဓာသင်ညက်ခန္ဓာရူပခန္ဓာအဲ့လိုသူကသူဖြောက်ပြေမရဘူးအဲ့ဒါအထာရာကိုကြော်တယ်ခေါ်တယ်နော်ဥပမာသင်္ဆောင်ပြောမယ်သိတ္တထရဲ့မောင်ဆန်ရဲ့ခန္ဓာကရဲ့တောထက်တယ်သိကြပါပဲ ဒါပြည့်ဘသူကဘသူကိုစီးပြီးဘသူကအမိဆွဲလဲဆိုတာမသိရင်အဲ့ဒီသုံးကအမိဆွဲသူဆွဲဟလာတက်စီးသူစီးနဲ့ထွက်တယ်ဆိုရင်အဲ့ဒါအနုဘောဓညာမို့မလျော်ဘူးအဲ့လိုပဲခန္ဓာ၅ပါးကိုပြောတဲ့နေရာမှာသစ္စာ၄ပါးကိုပြောတဲ့နေရာမှာဒါအ ਨੇ ဆုံးကိင္ကနံကိုပြောတာနော်သစ္စာ၄ပါးကိုပြောရင်သမုဒိယသစ္စာဒုက္ခသစ္စာမဂ္ဂသစ္စာနိရောဓသစ္စာမှားတယ်မဟုတ်ဘူးဒုက္ခသစ္စာပြီးမှသမုဒိယသစ္စာနိရောဓသစ္စာပြီးမှမဂ္ဂသစ္စာ ဒုက္ခသစ္စာကိုအရင်ပြတယ်ပြီးတော့ဖြစ်ကြောင်းဆိုတဲ့သမှုရိယကိုပြတယ်။နိရောဓဆိုတဲ့နိဗ္ဗာန်ကိုပြတယ်။ကျင့်ကြောင်းဆိုတဲ့မဂ္ဂကိုပြတယ်။ဖရာဒီအစဉ်တိုင်းဟောတာရင်ဒီအစဉ်အဲ့ဒါကိုသိကြမလို့ဘူးဆိုရင်အဲ့ဒါမူလွတ်ပေါင်ကျော်ပဲ။ဒါသူတို့အထုံနေလဲမတုဖို့တုတွေပဲဖြစ်။နောက်ပြီးတော့ပရိဝေဒဉာဏ်ဆိုတာကနိဗ္ဗာန်ကိုနော်မျက်မှောက်ပြုတဲ့ဉာဏ်ပဲ။အဲ့ဒါကိုပြီးစော့မိုင်းစိတ်ချမ်းသာမှုဆိုပြီးတော့သူတို့သိနေတဲ့စိတ်ချမ်းသာမှုကဒီဘက်မှာပဲရှိတယ်။ဝိရိယဒုက္ခပဲ။ဟောကတန်တိဒုက္ခပဲ။ မရဘူးအကြောင်းအနုဘောဓမမှန်ရင်ဒီဘက်ကလည်းမမှန်ဘူးပေါ့နော်အဲ့ဒါတတိယချက်ပေါ့နောက်သရုပ်ထချက်ကတော့ဟိုဘယ်လိုခေါ်မလဲဆက်လွယ်လွယ်ပြောပါစို့ဝိပဿနာအထုတ်ရင်အတိတ်ဘဝတွေပြန်မြင်တယ်လို့ပြောတယ်သမထနဲ့ဝိပဿနာမကွဲတဲ့ဟာမျိုးအဲ့ဒါမူလပေါင်းကျော်နောက်ဆုံးတစ်ချက်ကျွန်တော်ပြောမယ်သောတပန်ဆိုတာသောတဆိုတာနာ ပန်းစရာနားထောင်တာနားဆင်တာတရားနာပြီးရင်သောတာပန်ဖြစ်တယ်လို့ပြောတဲ့ဟာကြီးအဲ့ဒါမူလပုံကျော်ဟောတက်ခဲ့ရစကားကြီးအဲ့ကြောင့်ကျွန်တော် သာသနာပြုခီးမှာတွေ့ကြုံရတဲ့အကြောင်းအရာတွေကိုမူတည်ပြီးတော့ကျွန်တော်ပို့စုတင်တာပါအဲ့မှာမူလပုံကျော်မဖြစ်စေရအထူးဂရုစိုက်ရပါတယ်ဆိုတဲ့အကြောင်းပါတယ်ပေါ့နော်အဲ့တော့အနည်း conclusion ဆက်ပြီးချုပ်ပြီးချုပ်မယ်ဆိုရင်နံပါတ်1မက်ကင်ရှစ်ပါမူပေါင်းကမလွတ်เสียရမာသတိပဋ္ဌာနာသုတ်တော်ရဲ့ဩဇာရေးကနေရုံမထွက်ရမက်ကင်ရှစ်ပါကနေမူပေါင်းကနေထွက်ရင် ဗုဒ္ဓရဲ့တရားစစ်တရားမှာမဟုတ်ဘူးတတိပဋ္ဌာန်ရဲ့ဩဇာရိပ်ကနေပြီးတော့ရှုံးထွက်သွားတယ်ဆိုရင်တတ္ထမသူတော်ကောင်းတရားမဟုတ်ဘူးအဲ့ဒါကြောင့်မူလဘောင်ကျော်ဆိုတာအဲ့လိုတွေမဖြစ်ရအောင်ပြီးတော့ဆရာနီးလဲကြကြဆရာနီးလဲရရပေါ့ဆရာနီးကြကြဆိုတာဗုဒ္ဓပဲတတ္ထာဆိုတာသစ္စာတေဘမလို့ကြတယ်ဆရာနီးလဲကြရမယ်ဆရာနီးလဲရဆိုတာပိဋကတ်သုံးပုံအဲ့ဒီစေတနာနီးညက်လည်းမလွတ်ရဘူးဆရာနီးလဲကြရမယ်အဲ့ဒါမှမူလဘောင်ကျော်ကနေကင်းလွတ်ပါတယ်လို့ဖြေချရင်ဒီဘုံချုပ်ပါတယ်